ဇနီးဖြစ်သူရီရီပွင့်ဖြူရဲ့မိခင်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့်နာယီကိစ္စတွေနဲ့အလုံးရှုံနေခဲ့ပြီးနာယီအပြီးမှာတော့ဘန်ကောက်ကိုစိတ်ပြေလက်ပြောက်ခရီးထွက်ရကနေပျော်ရွှင်စရာကောင်းတဲ့မွေးနေ့ပွဲလေးနဲ့ surprise လုပ်ခံလိုက်ရတဲ့စိန်ဖြိုးလိုက်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်မောင်ဆိုပြီးတော့အနုပညာလောကမှာနေရတနေရရခဲ့ဘူးတဲ့စိန်ဖြိုးလိုင်းကိုတော့ပရိသတ်တွေအားလုံးကမှတ်မိကြအောင်မယ်လို့ထင်ပါတယ် စိန်ဖြိုးလိုင်ကတော့နိုင်ငံကျော်တရုတ်ဆောင်နန္နာလိုင်ရဲ့မောင်အငယ်ဆုံးဖြစ်ပြီးတရုတ်ဆောင်နန္နာလိုင်ရဲ့အနုပညာမျိုးဆက်တယောက်လို့ပြောရမှာလည်းဖြစ်ပါသေး။ဒါပေမဲ့နောက်ပိုင်းမှာတော့စိန်ဖြိုးလိုင်ကလည်းအမားဖြစ်သူနန္နာလိုင်လိုပဲအနုပညာအလုပ်တွေကိုဆွလွတ်ခဲ့ပြီးရီရီပွင့်ဖြူနဲ့အိမ်အောင်ကြပြီးနောက်ပိုင်းမှာသူများနဲ့မတူတဲ့ထူးထူးခြားခြား vlog လေးတွေခြိုက်ကူးပြီး social influencer တွေအနေနဲ့ရက်တီလာခဲ့တာလည်းဖြစ်ပါသေး။ ချိန်ဖြိုးလိုက်တဲ့ရီရီပွင့်ဖြူတို့ဇနီးမောင်နှံနှစ်ယောက်ဟာပွပွင့်လင်းလင်းနဲ့ပျော်ပျော်နေတတ်ကြသူတွေဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့နေစဉ်ဘဝလေးတွေကိုလည်းမကြာခဏဆိုသလို vlog video လေးတွေနဲ့ပရိသတ်တွေကိုတင်ဆက်လေ့ရှိတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့တရုတ်ဆောင်ရီရီပွင့်ဖြူရဲ့မိခင်ဖြစ်သူတရုတ်ဆောင်ဒေါခင်တန်ဝင်းဟာသူမရဲ့နေအိမ်တိုက်ခန်းမှာသွေးတိုးယောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးတရုတ်ဆောင်ဒေါခင်တန်ဝင်းရဲ့နာယီကိစ္စရရဲ့အတွက်ရီရီပွင့်ဖြူတို့ဇနီးမောင်နဲ့နှစ်ယောက်ကနာယီကိစ္စအတွက်အဆဆအရာရာပြင်ဆင်ဆောင်ရွက်ခဲ့ကြရတာလည်းဖြစ်ပါတယ်။မနေ့ကဂျွန်လ9ရက်နေ့ကတော့စိန်ဖြိုးလိုင်ရဲ့မွေးနေ့ဖြစ်ပြီးစိန်ဖြိုးလိုင်အနေနဲ့ရောက်ကမဖြစ်သူရဲ့နာယီကိစ္စတွေကိုအဆအဆုံးအစီအစဉ်ပေးခဲ့ရတာကြောင့်မွေးနေ့ကျင်းပဖို့အစီအစဉ်လည်းပြတ်ခဲ့ရပြီးလလောဆယ် ယ်မှာဇနီးဖြစ်သူစိတ်ပြေလက်ပြောင်းဖြစ်စေဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုလိုက်ပို့ပေးခဲ့တာလည်းဖြစ်ပါတယ်။စိန်ဖြိုးလိုင်ကသူ့ရဲ့မွေးနေ့ရက်မှာလည်းဘန်ကောက်မှာပဲရောက်ရှိနေတာကြောင့်ရင်းရင်းပွင့်ဖြူကလည်းဘာမှမစီစဉ်ပေးဖြစ်သလိုသူကိုယ်တိုင်ကလည်းမွေးနေ့ရက်လို့လို့ဖို့မမျှော်လင့်ထားပေမယ့်ထိုင်းနိုင်ငံကမြန်မာစားသောက်ဆိုင်တစ်ခုဖြစ်တဲ့တကြီးသားဆိုတဲ့ဆိုင်ကဆိုင်ပိုင်ရှင်ဇနီးမောင်နဲ့နှယောင်းနဲ့ဝန်ထမ်းလေးတွေကစိန်ဖြိုးလိုင်းအတွက် surprise cake လေးနဲ့ပျော်ရွှင်စရာမွေးနေ့ရက်မြက်လေးကိုဖန်တီးပေးခဲ့ကြတာပဲဖြစ်ပါတယ်။